ပန်နီတာယာမတရားရိပ်သားတွေရဲ့မဟာနာယကချုပ်ဘီလင်းဆီယာရိုကြီးဘဝနဲ့ထံပြန်လည်တော်မူခဲ့တယ်လို့သိရပါတယ်။ဆီယာရိုကြီးဟာဇွန်18ရက်ညနေ6:55မိနစ်မှာပြန်လည်တော်မူခဲ့တာပါ။ပြန်လည်တော်မူချိန်မှာတက်တော်92နှစ်တိတ်ခါတော့82ဝါရှိပြီ။ဘီလင်းဆီယာရိုဖခင်ကြီးဗတ္တနာပညာဒီပဟာပြရင်းပြပသာသနာပြုဆီယာရိုကြီးတပါးလည်းဖြစ်ပါတယ်။ပဏိတာယာမရွှေတောင်ကုန်းသာသနာရေးသားများရဲ့မဟာနာယကကျောက်ဗဒ္ဒနာ ညာဒီပဘီလင်းစီရောတာသနာတဆသီရိပဝရဓမ္မစရိယ အကမဟာတတ္တမဇောတိကဒဇရဲ့ရုပ်ကလက်တော်ကိုဇွန်18ရက်ကနေ22ရက်အထိ9ရက်တိုင်တိုင်ရန်ကုန်မြို့ပန္နိတာယာမရွှေတောင်ကုန်းသာသနာရေးသားမှာပူဇော်ထားရှိမယ်လို့သိရပါတယ်။ဇွန်22ရက်နေ့လယ်12နာရီမှာပဲခူးမြို့တောစခန်းရိပ်သာကိုစံကြောင်းပြောင်းအစီအစဉ်နဲ့ပြောင်းရွှေ့မှာဖြစ်ပြီးဇွန်24ရက်ညနေ3နာရီမှာပဲခူးမြို့ဆယ်မိုင်ကုန်းတောစခန်းရိပ်သာမှာအန်တီမအက်ကိဇာပနာပူဇော်ကျင်းပမယ်လို့သိရပါတယ်။ ဘီလင်းစီအရော်ကြီးကိုမော်ပြင်းနဲ့တထုံခရိုင်ဘီလင်းမြို့နယ်နှင်းပလဲရွာမှာခမီးတော်ဦးကျော်မှုနဲ့မေရော်ဒေါ်လာတင်တို့က1294ခုနှစ်တပေါင်းလပြည့်ကျော်6ရက်1933ခုမတ်လ16ရက်ကြာသပတေးနေ့မှာဖွားမြင်တော်မူခဲ့ပြီးမွေးချင်းလေးယောက်အနက်ဒုတိယမြောက်သားရည်တနာဖြစ်ပါတယ်။တထုံမြို့ဟိတကာရီစာတင်၌ဆရာတော်နဲ့စာချစာတင်ဆရာတော်တို့ထံမှ၎င်းရန်ကုန်မြို့အလဲတော်ရပါဠိတက္ကသိုလ်ဆရာတော်ဦးသူရိယထံမှ၎င်း မန္တလေးမြို့ဖះကြီးတိုက်စာချဆရာတော်တွေဖြစ်တဲ့ဦးအရိယဦးအုပ်ကန်သာဦးမီဒီယာတို့ထံမှ၎င်းပရိယတ်တိပညာတွေကိုလေးလံစေဖို့အထောက်ခဲ့ပြီးနိုင်ငံတော်အစိုးရသောတနာတဆသီရိပဝရဓမ္မစရိယပွဲတစ်စိတ်တော်ကိုရရှိခဲ့တယ်လို့သိရပါဗျာ။